လေသာဝကမ္မဝဝိပါကဝလို့ဆိုတယ်ဝသုံးပါလက်ပတ်ပြီးတော့ဖြစ်နေတယ်ထင်တယ်တရားဓမ္မကျင့်ကြံကြုတ်ကိုအထောက်ရတယ်ဆိုတာကိလေသာဝကိုဖယ်ရှားဖို့လုပ်ကြရတာကိလေသာဝကိုမဖယ်ရှားဘဲနဲ့ကမ္မဝကိုတားဆီးလို့မရဘူးနော်လောကလူတွေကကံကောင်းအောင်လာလုပ်နေကြတယ်ကံမဲသွားပြောနေကြတယ်ကိလေသာကိုတော့မျက်ကွယ်ပြုထားကြတယ် ကိလေသာဖယ်ရှားဖို့မကြိုးစားပဲနဲ့ကံကောင်းအောင်ကြိုးစားလို့မရနိုင်ဘူးတဲ့ကံတရားဟာကြည့်လေကံတွေဟာဘာကြောင့်ဖြစ်နေတာတုံးဆိုပရိစ္ဆသဘောဥပ္ပမမြတ်စွာဘုရားအဝိဇ္ဇာပစ္စယသင်္ခါရလို့ဒီလိုခေါ်ထားတာရှိတယ်လေဥပါဒနာပစ္စယဘောကမ္မဘောလို့ဒီလိုခေါ်ထားတာရှိတယ်အဲ့ဒါကြောင့်မို့လို့ကိလေသာတွေရှိနေလို့ရှိရင်ကံတွေဟာရှိနေမှာပဲ။ ဒါကြောင့်မို့ကိလေသာတွေပယ်အောင်ကြိုးစားကိလေသာပယ်ဖို့ကြိုးစားရမယ်ဆိုရင်အမှန်ကိုသိအောင်ကြိုးစားဖို့လိုအပ်တယ်အမှန်သိပြီဆိုတာအမှန်တွေးဖို့အမှန်တွေးဖို့လိုအပ်တယ်အမှန်သိတာကတမာဒိဋ္ဌိအမှန်တွေးတာကတမာသင်္ကပ္ပအဲ့ဒီအမှန်သိအမှန်တွေးပြီးတော့မှန်မှန်ကန်ကန်ကြိုးစားအထောက်တာကတမာဝါယာမမှန်ကန်တဲ့အာယုန်တစ်ခုစိတ်ထဲမှာရယူတာကတမာတတိ အာယုဘုံမှာစိတ်တည်ငြိမ်အောင်ထားတာကသမသမာဓိလို့ဆိုတယ်။ဝိပဿနာခြင်းစဉ်တစ်ခုကိုခြင်းနေပြီဆိုလို့ရှိရင်သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါယမသမာတ္တိသမာသမာဓိဆိုတဲ့ဒီမက်ခင်၅ပါးဟာဟန်ချက်ညီညီနဲ့သင်္ခါရအာယုဘုံမှာအလုံးလုံးနေပြီဆိုလို့ရှိရင်ခုနပြောရတဲ့ကိလေသာတွေကနည်းတဲ့နည်းလားကိလေသာတွေကိုပယ်တဲ့နည်းဟာအဲ့ဒါပဲ။ ဘယ်မှာကိလေသာဖြစ်တယ်လဲကိလေသာဖြစ်တဲ့ခန္ဓာ၅ပါးကိုအမှန်တမ်းသိအောင်ကြိုးစားအထုတ်မှန်တမ်းအောင်သိအောင်ကြိုးစားအထုတ်ခြင်းဖြင့်အမှန်မသိဘူးဆိုတဲ့မောဟအဝိဇ္ဇာကိုဖယ်ရှားနိုင်တယ်မောဟအဝိဇ္ဇာဖယ်ရှားလိုက်ရင်အဝိဇ္ဇာရဲ့အတွေ့အကြုံအတ္တိတဝိရာကနေရောတာအဝိဇ္ဇာချုပ်သွားရင်သင်္ခါရနေရောတော့သင်္ခါရချုပ်မယ်ဒါကြောင့်မို့လို့ ကိလေသာနေရောဒီကမ္မနေရောတော့တဲ့ကိလေသာချုပ်မှကံဆိုတာချုပ်လို့ရတယ်နော်။ဒါကြောင့်မို့လို့ဘုန်းကြီးတို့တည်းကိလေသာကိုဖယ်ရှားနိုင်အောင်ကိလေသာဖြစ်ရာဘူမိလို့ခေါ်တယ်။ကိလေသာတွေဖြစ်ရာခန္ဓာ၅ပါးဥပါဒณะခန္ဓာကိုအမှန်သိရအောင်ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ကြရမှာဖြစ်တယ်။အဲဒါလို့ဝိပဿနာဉာဏ်နဲ့ရှုမှတ်မှအမှန်သိလာအမှန်သိလာတဲ့အခါမှာတွေ့တာမှု အဝိဇ္ဇာဖယ်ရှားပြီးတော့တွေ့တာမှုဆိုတဲ့တဏှာဟာကင်းပြတ်သွားမှာပဲအဲ့လိုအဝိဇ္ဇာတဏှာကိုဖယ်ရှားလိုက်နိုင်တဲ့အခါကျတော့မှခုနကခိရိတာဆိုတာဒီကုန်ခန်းပြီးတော့ကံတွေကလည်းပဲအကျိုးပေးနိုင်စွာမရှိတော့ဘူးခိရိတာနေရောတွေကမ္မနေရောတော့ခိရိတာချုပ်ငိမ့်သွားရင်ကံတွေလည်းချုပ်ငိမ့်သွားအဲ့ဒီချုပ်ငိမ့်သွားတာဘယ်လိုထိချုပ်ငိမ့်သွားတာတော့ယရဏတုံမှာပါတဲ့အတိုင်းခိနံပုရဏံနဝနတိတံဘော အတိတ်ကကံတွေလည်းကုန်သွားပြီနဝနတိတံမောကံအတိတ်တွေလည်းဖြတ်ပြီးဖြစ်ချင်းမရှိတော့ဘူးဆိုတော့ကံကုန်သွားတာပဲเนาะအဲတော့ကိလေသာဝုကုန်ပြီးတော့ကမ္မဝုလည်းကုန်သွားပြီကမ္မဝုကုန်သွားလို့ရှိရင် နောက်ထပ်ဝိပါကဝုဆိုတာမထုတ်လို့တော့ဘူးလက်ရှိထုတ်လို့ထားတဲ့ဝိပါကဝုအချုပ်ငိမ့်သွားတဲ့အချိန်မှာနောက်ထပ်ထပ်ပြီးတော့ဖြစ်လာစရာအကြောင်းမရှိဘူးကိလေသာဝုချုပ်ငိမ့်လို့ချုပ်ငိမ့်အောင် လုပ်လို့ ကိလေသာတွေချုပ်ငိမ့်တယ်ကိလေသာတွေချုပ်ငိမ့်လို့ကံချုပ်ငိမ့်ရတယ်ကံချုပ်ငိမ့်သည့်အတွက်ကြောင့်ဝိပါကတွေဟာဆက်ပြတ်ပြီးတော့နောက်ဆုံးငိမ့်သွားတယ်အဲ့ဒီအငိမ့်ချက်ဆိုတဲ့နိဗ္ဗာန်ဟာဧကန်ထေရှားရှိတယ်အဲ့ဒီနိဗ္ဗာန်ကိုအာယုံပြုပြီးတော့ကိလေသာတွေချုပ်ငိမ့်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပရိသတ်အပေါင်းတို့သည်ကံမဝကိလေသာဝဝိပါကဝလို့ဝသုံးပါရှိတယ်ထင်တယ်ကိလေသာဝကလွတ်အောင် တတိဆောင်ပြီးတော့ကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်ကာမဝေါကလည်းလွတ်မယ်ဝိပါကဝေါကလည်းလွတ်မယ်ဘုဆင်းရဲတွေကအလုံးလွတ်ရလွတ်ကြောင်းအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အထုတ်တော်မူနိုင်ကြပါစေကုန်သတည်း